မင်္ဂလာပါရှင်လေကစ်ကော်ဆွဲတော်ကုန်းနဲ့ရှုခင်းတောင်ကိုစတက်ကထင်ချုပ်ပြီး KK ပတ်ကိုလည်းစီးနှင်းဝင်ရောက်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင် Time မြန်မာနယ်စပ်မြတ်ဝတီမြို့နယ်မှာရှိတဲ့စီရီအရာအချက်ချာကြတဲ့လေကစ်ကော်မြို့တီဆွဲတော်ကုန်းစခန်းနဲ့ရှုခင်းတာစခန်းကိုစတက်ကပြန်လည်ထင်းချုပ်လိုက်တယ်လို့စတက်ကထုတ်ပြန်ထားပါတယ် စစ်တပ်ကလေးကစ်ကော်မြုပ်တင်တဲ့ဆွဲတော်ကုန်းပြူဟာကုန်းကိုပြန်လည်ရယူဖို့စက်တမလ20ရက်နေ့ကစပြီးစစ်ကြောင်ထိုးလာပြီးတော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အဲဒီနောက်အော်တိုဘလာ19ရက်နေ့မှာရှုခင်းတာစခန်းကို တင်ပိုက်ခဲ့ပြီးအော်တိုဘလာ19ရက်နေ့မှာပွိုက်တစ်တုံရခုံရှိဆွဲတော်ကုန်းစခန်းကိုတင်ပိုင်နိုင်ခဲ့တယ်လို့စစ်တပ်ကဆိုပါတယ်။ အဆိုပါဆွဲတော်ကုန်းစခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU KNLA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်အော်တိုဝါလာစက်ခုံရဲနဲ့အလုံးစုံတင်ပိုက်ခဲ့ပြီးတနစ်ကြော်ကြာထင်းချုပ်ပြီးတဲ့နောက်လက်လွတ်လိုက်ရတာဖြစ်ပါတယ်။အဆိုပါဆွဲတော်ကုန်းစခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU KNLA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်အော်တိုဝါလာစက်ခုံရဲနဲ့အလုံးစုံတင်ပိုက်ခဲ့ပြီး တနေကြောကြာထင်းချုပ်ပြီးတဲ့နောက်လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စိုက်ပါငွေလင်ချင်အဖြစ်နမဲဆိုးနဲ့ကြောကြားတဲ့ KK ဘက်ကိုလည်းဝင်ရောက်စီနင်းခဲ့တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုစီနင်းခဲ့ပေမဲ့လည်း KK ဘက်အတွင်းကနေထူးခြားလက္ခဏာတွေမတွေ့ရှိရပဲ Starling အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတောင်တွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါ KK ပတ်အတွင်းအလौဒမအမျိုးသား1645ဦးအမျိုးသမီး455ဦးအမျိုးသားလုံခြုံရေး68ဦးစုစုပေါင်း2100ကျော်ကို တွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီလိုဖန်ဆီးခြင်းမှာစစ်တပ်ကဟန်ပြဖန်ဆီးခြင်းတာဖြစ်ပြီးအဲရီနီယာကိုအဓိကထိန်းချုပ်ထားဒီမှာစစ်တပ်လက်အောက်ခံစောချစ်တူရဲ့နေချားဆောက်တက်ဖြစ်တယ်လို့လဲတော်လိုင်းတပ်ဖွဲ့တွေကဆိုထားပါတယ်။ KK ဘက်ကအရှိတောင်အာရှမှာနာမည်ဆိုးနဲ့ကြော်ကြတဲ့စိုက်ပါငွေလင်ချန်ကြီးတွေထဲကမှတစ်ခုဖြစ်ပြီးစစ်တပ်ရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့ကရင်နယ်ချားဆောက်တပ်ဖွဲ့ BGF နဲ့ဆက်နွယ်တယ်လို့ Justice for Myanmar JFM ကပြီးခဲ့တဲ့မတ်လ6ရက်နေ့မှာထုတ်ပြန်ခဲ့ဖူးပါတယ်။ကြားဖြန့်ငွေလင်ကိုင်းများအခြေစိုက်တဲ့နာမည်ကြီးနေတဲ့ KK ဘက်မှာ Juto Starling တွေတုံးဆွဲပြီးအဆောက်အုံတွေဆောက်လုပ်က လုပ်ငန်းတိုးချဲ့နေတယ်လို့ AFP နိုင်ငံတကာသတင်း agency ကစုံစမ်းဖော်ပြရေးသားထားပါတယ်။ကြားဖြန့်ငွေလင်ကားများအခြေဆိုင်တွေနမဲကြီးနေတဲ့ KK ပတ်တွေဂျူတုစတားလင်တွေတုံဆွဲပြီးအဆောင်အုံတွေဆောက်လုပ်ကလုပ်ငန်းတိုးချဲ့နေတယ်လို့ AFP နိုင်ငံတကာသတင်း agency ကစုံစမ်းဖော်ထုတ်ရေးသားခဲ့ပါတယ်။ အဲ့ဒီနေရာက KNU တပ်မဟာ6နဲ့စောချစ်2ရဲ့ကရင်နယ်ခြားစောက်တပ်ထင်းချုံရဒေတာဖြစ်ပါရဲ့ရှင်။